တခါတော့ကတုတ်ပိယာဆိုတဲ့အမျိုးသမီးတယောက်သိတ်တရာတရားကောင်းတယ်သူကចောင်းလှဲ့လှဲ့ပြီးတော့ဂိလနာကိုရော်တပါးကိုဗာစားခြင်းတုံးလှဲ့မေးတယ်မေးတဲ့အခါကိုရော်ကပြောတယ်စွပြုတ်ကလေးရရင်တော့ကောင်းပါပဲအသားစွပြုတ်ကလေးရရင်ကောင်းတယ်သူအားနေနေတယ်ပေါ့ဒါပြင်တပည့်တော်မနဲ့စွပြုတ်ပို့လိုက်မယ်ရှင်ဘုရားမပူနဲ့တပည့်တော်စွပြုတ်ပို့လိုက်မယ် အိမ်လဲပြန်သွားရောအဲ့ဒီနေဘာသားမှဝယ်လို့မရဘာဖြစ်လို့တုံးဆိုလို့ရှိရင်အဲ့ဒီနေကဈေးထဲမှာအသားမပေါ်ရတဲ့နေခုခေတ်ကျတော့မပေါ်ရတဲ့နေမကဘူးကြက်ငှက်တုပ်ကိုရရှိသေးတယ်အဲ့ဒါမပေါ်ရတဲ့နေမျိုးအသားမှားလို့မရဘယ်လိုမှအသားကမရနိုင်တော့ဘာလို့တုံးဆိုရင်မိဘကြောင့်လည်းဝင်သူ့ပေါင်းသားသူဓာတ်နဲ့လှီးလှီးပြီးတော့အဲ့ဒါကိုစွပြုတ်လုပ်ပြီးမနေ့ကျပို့လိုက် အဲ့ဒါလောက်တတ္တိရှိပြီးတော့တရားတရားထက်မြက်တဲ့ပုဂ္ဂိုလ်เนาะသုတ်ပြီးရလိပြီးတဲ့အခါကျတော့သူ့ပေါင်းသူတပတ်နဲ့ဖိစီးထားတယ်ပေါ့စီးပြီးတော့အဲ့လိုနေအဲ့ဒီကိုတော်စီလှမ်းပြီးတော့ဆွတ်ပြုတ်ပို့ခိုင်းပြီးသူကတော့အခန်းထဲကမထွက်ဘူးအိယာပေါ်မှာလဲနေရသော်ဘုရားကတီးလို့ကြောင်းတော်ကကြောက်လာအိမ်ရောက်တဲ့အခါကျတော့သူဖျားတောင်လာဝုံးမချနိုင်ဘူးလေပေါင်းမှာရထားတဲ့တန်ရာကြီးနဲ့မထနိုင်ဘူး အဲ့ဒီမှာမြတ်စွာဘုရားကတုတ်ပြရဘယ်သွားနေလဲလို့ဆိုရှင်ဘုရားအခန်းထဲမှာပါလို့ကဲလာခဲ့ငါစီလာခဲ့လို့ခေါ်လိုက်တာနဲ့တပြိုင်နဲ့ပေါင်သားကပဂရိဖြစ်သွားတဲ့အနာလုံးဝမရှိတော့ဘယ်နာလှိထားမှန်းတောင်မသိတော့ချက်ချင်းကြီးအတ္တနုတက်တာဘုရားကလာခဲ့ဆိုတဲ့စကားလေးခေါ်လိုက်တာနဲ့ကုစားပြီးသားဖြစ်သွားတယ်ဒါထင်ရမယ်ဘုရားရဲ့တကူတော်လို့ ။မြတ်စွာဘုရားတကူနဲ့မလုပ်ပါဘူးနော်။တကူနဲ့လုပ်တာမဟုတ်ဘူး။မေတ္တာမြတ်စွာဘုရားရဲ့မေတ္တာစွမ်းအားဟာအလွန်ထက်မြက်တယ်။ဒီမေတ္တာစွမ်းအားထက်မြက်ပုံကြည့်လေအရင်မူးပြီးတော့တိုက်မလို့လာတဲ့နာလာဂီရီဆင်ကြီးတောင်မှပဲဟုတ်မယ်။နာမောင်းကြီးချပြီးအမီးလေးကုတ်သွားသေးတာပဲ။မေတ္တာတဲ့အရှိန်အဝါရဲ့ထိခိုက်မှုလို့ပြောတာနော်။ အဲ့ဒါလည်းကြောင်းလားမသိဘူးတခါဓမ္မတွေကဘုန်းကြီးတွေနဲ့တွေ့တဲ့အခါအရှင်ဘုရားတပည့်တော်မေတ္တာလေးပို့ပေးပါမေတ္တာလေးပို့ပေးပါနဲ့တကယ်တော့မေတ္တာဆိုတာကိုယ့်ဘာကိုပို့ဖို့ကြိုးစားရမှာမေတ္တာကျိုး17မျိုးဆိုတာပို့တဲ့လူရတာလားအပို့ခံတဲ့လူရတာလားအေးမေတ္တာဘာဝနာ ကိုယ်တိုင်ပွားမှမေတ္တာကျိုး17မျိုးခံရတာတလွဲကိုမျောမနေနဲ့နော် ကိုလို့ရမှာကိုမလုပ်ဖဲနဲ့သူများလုပ်ခိုင်းကိုကကိုမေတ္တာပွားလည်းဖြစ်တာပဲဟုတ်တယ်မလားကိုပါကိုယဉ်တဲ့နှလုံးသားတဲ့ကအမုန်းတရားတွေဖယ်ရှားပြဖို့ကိုကကိုစူးစမ်းမစူးစမ်းဘဲနဲ့သူများစီကမေတ္တာလေးခံယူပါတယ်လုံလို့ဘယ်ဖြစ်နိုင်မှာမလို့အကုန်လုံးအဲ့ဒါမျိုးက မုဂုတ်ဆရာကြီးပြောတဲ့စကားမျိုးလို့ဆိုရင်တောက်ဆေးကိုလိမ့်ဆေးလုံနေကြတာလို့ပြောတယ်မုဂုတ်ဆရာတို့ရဲ့ဒါမျိုးတွေတောက်ဆေးဆိုတာတောက်မှပဲပြောင်းမှာပေါ့လိမ့်ဆေးလုံလို့ပဲပြောင်းလဲနော်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကမိတ်ကြားလိုက်လို့အချင်းဒီကောင်းတွေရသွားတယ်ဆိုတာဗုဒ္ဓမြတ်စွာရဲ့မေတ္တာကရုဏာတော်ဟာအမတန်မှအစွမ်းထက်တာကြည်ပတ္တာစာရီဆိုတဲ့အမျိုးသမီးတယောက် အလုံးသိကြတဲ့အတိုင်းလင်သားလုပ်တဲ့လူကလည်းဆုံသားနှစ်ယောက်လည်းသိအမေနဲ့အဖေနဲ့မောင်ရောအကုန်လုံးတယောက်မှမရှိအောင်တကောင်ကျွဲဖြစ်ပြီးကြံရစ်အောင်အလုံးသိကုန်ကြတယ်မယူပဲပဲနေနိုင်မရောနော်ယူသွားတယ်ယူသွားတာသူတရွတ်တွပြောနေတာလမ်းမှာလည်းယောက်ျားသေးခဲ့ပြီးကလေးလေးနှစ်ယောက်လည်းသေးသွားပြီးအမေဖေတွေလည်းပဲတခါတည်း သင်္ကြိုက်မှာတဏှာထဲမှာမီးမီးရှို့ခံရတဲ့နဲ့ဒါပဲတွတ်တွတ်ပြောပြီးအမေတွေ့လားအဖေတွေ့လားနဲ့မေးပြီးယူသွတ်နေတာမြတ်စွာဘုရားစီရောက်သွားတဲ့အခါကျတော့ဘုရားကဟေးတတိထားပါလားလို့ပြောလိုက်တာဘုရားအတန်လေးကြားလိုက်တာနဲ့အယူပြောက်သွားဆေးမတိုက်ရသေးဘူးเนาะကုကိဆိုရင်ယူရင် ရှော့ရိုက်တာလို့ဆေးတိုက်တာလို့လုံးအဲ့ဒါမျိုးမလုပ်ရဘဲနဲ့ဘုရားအတန်လေးကြားလိုက်တာနဲ့အယူပြောက်သွားတယ်ပတ္တစာရီက ဘုရားမြတ်စွာရဲ့မေတ္တာစေရနာတွေရဲ့အစွမ်းထက်မှုကြောင့်အယူပြောက်သွားတယ်အဲ့ဒါတကိုးကိုအသုံးချတာမဟုတ်ဘူးမေတ္တာစွမ်းအားကိုအသုံးချတာနော်ဘုရားရဲ့မေတ္တာစွမ်းအားဟာထိခိုက်မှုထိရောက်မှုကအလွန်အစွမ်းထက်တယ်လို့ဒီလိုအောင်ဒီလိုမှတ်ရအောင်